Hello also client ကိုကတိနေမမ YouTube channel လေးကနေ nutrition ချူစိုးလိုက်ပါတယ်ဒီနေ့လေးမှာတော့နန်းနန်လေးကဆရာကြီး marketing တနုပြုရေးသားထုတ်ဝေတယ်စကားသမုတ်ရာစာသမုတ်ရာဆိုရဲစာအုပ်လေးရဲ့အပိုင်းစနစ်ကိုဆက်လက်ရုပ်ပတ်ပြပေးမှာဖြစ်ပါတယ်ဝေတန်တရာနဲ့နေမိမှတည် အရင်အမဖရလောင်းမြေဆွေအတူတူဖြစ်လျက်အဘိဓာန်ဒီထဲမှာဝေသံတရားကြတော့ပါပြီနေမိကြတော့အဘဲကြောင့်မပါရပါတည်းညဏ်နဲ့ဆိုင်သောစကားချင်း အတူတူဖြစ်ပါလျက်အဘိဓာန်ထဲမှာညဏ်ချီကြတော့ပါပြီညဏ်ဝမ်းကြတော့အဘဲကြောင့်မပါပါရတည်းတိရစ္ဆာန်ဆိုချင်းအတူတူဖြစ်ပါလျက်စင်ကြတော့ပါပြီနားကြတော့ အပေကြောင့်မပါရပါတယ်နိအီမေးကွန်များကိုဖြေရမည်ဆိုပါက ဥပစာတင်စားမှုတပေါ်နေဆက်ဆက်ဖြေရပါလိမ့်မည် အကြောင်းမူထုစကလုံးများအပိဒံနဲ့မှာပါခြင်းမပါခြင်းသည်ဥပစာတင်စားထားသော စကလုံးများဟုတ်ခြင်းမဟုတ်ခြင်းနဲ့သက်ဆိုင်သောကြောင်းဖြစ်ပါလေဥပစာတင်စားသော စကလုံးများသည်အနရိပ္ပယစကလုံးနှင့်ပညာခံတပေါ်တို့ ချောင်းကျွဆက်တဲ့နေကစကလုံးများဖြစ်သည်ချောင်းကျွဆက်တဲ့ပုံကိုဖောက်ထွေးမြင်နိုင်သောဖန်ရောင်မီလုံးကဲ့သို့သော စကလုံးများဖြစ်သည်ထိုစကလုံးများ၏သဘောကိုနွားတို့ရောင်နေဖန်ရောင်ဆောင်းမတွင်ခြုံ၍ဆွေးနွေးခဲ့ပြီးပါသည်ယခုဖန်ရောင်စကလုံးတစ်မျိုးဖြစ်သောဥပစာတင်စားသောစကလုံးများ၏သဘောကိုပိုင်ကန်၍ဆွေးနွေးလိုပါသည်ဥပစာတင်စားမှုမရှိဘဲလူ၏အသိဉာဏ်ပိုင်း ဘဝတည်ဖွင့်ပြတော်တဲ့မို့မရှိနိုင်ဟူရဲ့ပါမောက်ကမတ်စမူလာကမိတ်ဆိုဘူးပါလေအီဆိုမိန်ကဥပ္ပစာတင်စားမှု၏အရေးပါသောအခန်းကဏ္ဍကိုဖော်ညွှန်းလျက်ရှိပါလေဥပ္ပစာတင်စားမှုဟူသည့်အဘယ်နည်းတဆုံတခုအားရှင်ညွန်ခေါ်ဝတိစကလုံးကို ထိုတဆုံတခုနှင့်သဘောတည့်ရရတွင် သူညီတီဆက်ဆက်တီဟုမှတ်ယူရတော့အခြားတစ်စုံတစ်ခုအတွက်ရွှေပြောင်းသုံးလုံးချင်းပေးမဟုတ်ပါလို့လူတီနေစင်နေများတဥပ္ပစာတင်စားမှုတဘောဖြင့်ပြုမှုနေတီပြောဆိုနေတီတွေးချံနေတီဆိုပါစို့လူတီခွေတကောင်ကိုမြင်လိုက်တီနေခွေဟုချက်ချင်းတီတီမှာရွှေကင်ကခွေပောင်းများစွာကိုမြင်မှုတွေ့ဝှထားတော့ကြောင်းဖြစ်တဲ့အဲ့ဒီအတွေ့အကြုံမှာခွေဟုသောထုတ်စကားလုံးကို မြန်မာအတွေ့အကြုံတွေရှုဝင်သုံးဆလိုက်ခြင်းဖြစ်တယ်။ယခုတွေ့ရတော့ခွေကို ခွေးဟုခေါ်သောသုံးဆရာရှိခင်ကတွေ့ခဲ့ဘူးတော့အခြားခွေများနဲ့လုံးဝခြားနာသည့်လက္ခဏာများကိုမိသားကခွေးဟုခေါ်ရလောက်အောင် အခြားခွေများနဲ့ရှေ့ဘူးရတူညီတော့လက္ခဏာများကိုသာတတိမူပြီးခွေးဟုခေါ်သောသုံးဆလိုက်ခြင်းဖြစ်တယ်။ဤတဘောတီအခြေခံအားဖြင့် ဥပစာတင်စားမှုတဘောပင်မဟုတ်ပါလောဣတဘောရာဥပစာတင်စားခြင်းကြောင့်ပဲဘာသာစကားသည်ဖွံ့ဖြိုးတိုးတက်လာရသည် စကားလုံးများတွင်အနှံ့ရိပ်ပဲတင်များကျွားလာရသည်အတော့ကျပြန်လာရသည်စကားလုံးတင်များပေါ်ပေါက်လာရသည်ဆိုပါဆိုမြန်မာတို့ကနှွားကိုအာတော်နှုံတော်တတော်ဟုမှတ်ယူကြတယ်သူတဘောရာနှွားဟုသောစကားလုံးကိုနှွားတတော်အတွက်သုံးနေရမှာ လူလုံးလူကအတွက်ပါပြောင်းရွှေ့ပြီးသင်စားသုံးတော့ကနောက်ဟုဆိုလျင်လူလုံးလူအဟုသောအနတ်ရိပ်ပဲပါဆောင်းလေတော့သည်ဒီကောင်တော်တော်နားကြတဲ့ကစတဲ့ပြေတွင်နေစစေပြင်းပြန်အတုံးတွင်လာတော့သည်ဤတော့ပြေဥပ္ပစာတင်စားမှုကြောင့်နိုင်အနတ်အိပ်ပဲတည်တူလာရပုံစကလုံးတည်ပေါ်ပေါက်လာရပုံလို့ကိုတွေ့နိုင်ပါတယ်ဤသဘောများသည်ဆောင်းမဆကဖော်ပြခဲ့တော့မိကွန်များနဲ့လည်းဆိုင်ပါတယ် တမန်အဖြစ်စကလုံးတစ်လုံးဖြင့်အပိဒံထဲမှာပါကြံရှိသော စကလုံးမျိုးသည်ဥပ္ပစာတင်စားမှုကြောင့်အနဲ့ရိပ်ပဲအသေးထင်လာတော့ခါအပိဒံထဲမှာစိတ်ရင်းဝင်လာရမြဲဖြစ်သည်ဝေတန္ဒရနှင့်နေမိဆိုပါစို့ ဝေတန္ဒရသည်ဖရာလောင်းအမိများသာဖြစ်သည်ဆိုလျင်ကိုယ်ပိုင်မိကိုထက်တွင်းဖွင့်ဆိုခြင်းမပြုတော့အပိဒံနဲ့တွင်ဝေတန္တရာဟုသောစကလုံးပါလာเสียမရှိပါတို့တော်ဝေတန္တရာဟုသော စကလုံးသည် အလိုရရသူဟူသောဥပ္ပဒါတင်စားသည့်အနက်အိပ်ပဲကိုစောင်းနေပါပြီဒီလိုကတော့ဝေသန္ဒရာပဲဟေဆိုလိုက်လျင် အလိုရရသူကိုဆိုလိုကြအများကနားလည်ကြမေးပါပြီဤသို့ဖြင့်ဥပ္ပဒါတင်စားသောအနက်အိပ်ပဲတည်ထင်နေပြီဖြစ်တဲ့အတွက်အပိဒံနေထဲမှာဝေသန္ဒရာကိုထဲတင်းဖွင့်ဆိုရခြင်းဖြစ်သည်ဟုဆိုနိုင်တယ်နေမိမှမူဥပ္ပဒါတင်စားသည့်အနက်အိပ်ပဲမထင်သောကိုပိုင်မြတ်တာဖြစ်သည့်အတွက် အဘိဓမ္မာထဲမှာထည့်ရမလို့တပြည့်မပါခြင်းဖြစ်သည်ဟုမှတ်ယူနိုင်ပါတယ်။တစ်ချိန်ချိန်တွင်နေမှုဟူသောစကလုံးကိုစပင်ဖြူရှုံနှင့်တောထွက်သူဟူသည်အနက်ရိပ်ပဲဖြစ်တင်းတင်းကျကျတင်စားသုံးလာကြမည်ဆိုပါစို့ထို့သောအတုံးလည်လာလျင်နေမိသည်လည်းအဘိဓမ္မာထဲတွင်ပါလာပါလိမ့်မယ်။ညနာကြီးနဲ့ညနာဝိုင်းကိုလည်းကြည်ပါညနာကြီးဒီညနာရဲ့စာကြီးမသည်ဟူသောအနပိတ်ပဲသာရှိမည်ဆိုလျင် အဘိဓမ္မာနဲ့မပါဆရာမရှိပါအဘိဓမ္မာရှိသူကညနာအတိတ်ပဲနဲ့ခြေတိတ်ပဲကိုသိရုံနဲ့ညနာခြေကိုသူ့ဘာသာသူဆက်ဆက်ပြီးအတိတ်ပဲကောက်နိုင်တော့ကြောင်းဖြစ်တယ်။သို့သောညနာခြေသည်သူမြတ်တမကညနာဤတင့်တယ်မှုတဘောကိုဆွဲလေ။ဂုံတိန်တင့်တယ်ထဲဝါသည်ဟူသောဥပ္ပစာတင်စားသော အနတိတ်ပဲမျိုးထင်နေပါပြီ။ ထို့ကြောင့် MBD နဲ့မှာထဲတွင်းဖွင့်ဆိုရခြင်းဖြစ်သည်ဟုဆိုနိုင်ပါတယ်။မျက်နှာဝိုင်းမှာဘူးထို့တို့ဥပစာတင်စားသည့်အနတ်တိပယ်မျိုးမထင်ပဲမျက်နှာပေါ်ကြွံဝိုင်းသည်ဟူ၍ရှူရအနတ်တိပယ်သာတင်သည့်အတွက်အဘိဓမ္မာမှာထဲ့ပြရန်မလိုတဲ့ဖြစ်မပါခြင်းဖြစ်သည်ဟုဆိုနိုင်ပါတယ်။စိတ်ကြုံနဲ့နှွားကြုံကိုလည်းကြည့်ပါ။စိတ်ကြုံသည် စိတ်တတဝအီကြုံဟုသော အနာရိပ်ပဲသားရမည်ဆိုလည်းရင်အပိဓာန်ထဲမှာပါစရာမရှိပါ အပိဓာန်ရှိသူကစိတ်တိပ်ပဲနဲ့ကျိုတိပ်ပဲကိုသိယုံနဲ့စိတ်ကြိုဤအတိပ်ပဲကို သူ့ဘာသာသူဆက်ဆက်တည်သွားပါလိမ့်မယ်သို့တော်စိတ်ကြိုသည်အစွန်အကောင်နှစ်ခုပါသောတန်တူဟုသောဥပ္ပစာတင်စားသည်အနာရိပ်ရပါထင်နေပါပြီစေချုပ်ကဲ့သို့သော အကောင့်နှစ်ခုပါတီကိုအစဲပြုတ်တင်စားရမှာထိုနဲ့အိပ်ပဲရခြင်းဖြစ်ပါတယ် ထိုအနက်ကိုအဘိဓာန်နဲ့မှထည့်သွင်းဖွင့်ဆိုမှသာ သိနိုင်ပြီးဖြစ်သည့်အတွက်စိတ်ချကိုအဘိဓာန်နဲ့မှထည့်သွင်းရခြင်းဖြစ်တယ်ဟုဆိုနိုင်ပါတယ်။နှွားချိုမှမူစိတ်ချကိုကဲ့သို့ဥပ္ပစာတင်စားသည့်အနတ္တိပေမျိုးမထင်ပါ။နောက်တစ်တော့ဤချိုဟူသောရိုးရိုးအနတ္တိပေသာထင်သည့်အတွက်အဘိဓာန်နဲ့မှထည့်ပြရမလို့တဲ့ပြည့်မပခြင်းဖြစ်သည်ဟုဆိုနိုင်ပါတယ်။ဝိတန္တရာမျက်နာကြီးစိတ်ချတို့သည် ဥပစာတင်စားမှုကြောင့်အနေအိပယ်တင်များတိုးပွားလာရသည်မဟုတ်ပါလို့ထို့ကြောင့်လည်းဘာသာစကားတစ်ခု၏ဖွင့်ပြောတွေ့တဲ့မှုဖြစ်စဉ်တွင်ဥပစာတင်စားမှုသည်အရေးပါတော့အခန်းကဏ္ဍကပါဝင်လျက်ရှိကြပညာရှင်တို့မိတ်ဆွေကြခြင်းဖြစ်တဲ့လူတို့သည်အတိတ်တည်းသောစိတ်ကူးဉဏ်များဖြင့်အတိတ်တည်းသောဥပစာတင်စားမှုများကိုအစဉ်အဆက်ပြုလုပ်နေအောင်မြည်တာဖြစ်သည် ထိုအခါစကားလုံးများသည်ဥပစာတင်စားသော အနတ်ဒိဗေများတို့ရတို့ရစေဝလာမီစာဖြစ်သည်ထိုနတ်ဒိဗေတင်များအသားကြနေထိုင်လာသောအခါအဘိဓမ္မဲတို့ထဲထဲဝင်ဝင်ဝင်ရောက်လာမီစာဖြစ်သည်အသားကြနေထိုင်သည့်အစဉ်တို့မရောက်ပဲပြက်ွယ်သွားသည့်စကားလုံးများလည်းရှိမီတာဖြစ်သည်ပေါ်လီပပုတ်တီဟုသောစကားလုံးကိုကြည်ပါ မိမိထံမှာပေါ်လီပေါ်ကိုသူတပားပတ်တို့ရအောင် ပေါ်ထုတ်တီတပောက်ကိုအဆွဲပြုရေထိုစကားကိုမိမိပေါ်သူတာဝန်မကျအောင်သူတပားထံတာဝန်လဲပြန်ပို့တီဟုတော့အနေရရဲ့ဖြစ်တင်စားသုံးနေပါပြီအတော်ပင်အသားကြတော့အဆင့်တို့ရောက်နေပါပြီထို့အတူမကြည့်ဘူးမလိုလားခောက်ဆဲစားတီလက်စားတီစားတော့စကားများတီလေ ဥပ္ပစာတင်စားသောအနေရိပ္ပယ်များဖြင့်အကျုံးတွင်ဆွဲစားပြုနေသောစကားများဖြစ်သည်အများလက်ခံသုံး၍အသားကြသည့်အစဉ်သို့ရောက်လျင်ပါသာစကားတွင်တင့်တင့်တက်တဲစင်းဝင်လာပါလိမ့်မည် အများကလက်မခံသုံးဆွဲလျင် အသားမကျမီကွဲပြောက်သွားပါလိမ့်မည်ဤနည်းအဖြစ်ဥပမာတင်စားမှုဖြစ်စဉ်အရဘာသာစကားသူသည်ဖွံ့ဖြိုးတိုးတက်သောသဘောကိုတစားထက်တစားဆောင်နေမိတာဖြစ်ပါတော့တယ် ကောင်းငင်တင်ပုံကျဲဝါလုံးကောင်းငင်ကြီးဟာကြောက်တင်ပုံပေါ်ကျဲဝါလုံးနဲ့ရေးရမယ်။ကပြားဆရာတင်မို့ကအမေကြောင့်ကပြားတွင်ဤသို့ရေးဖွဲတင်စားပူပါရယ်။ကောင်းငင်ပြင်ကြီးမှာ ကျဲပွင့်ကလေးတွေဟိုတလုံးတီတလုံးရှိနေပုံကိုကလေးငယ်ဤကြောက်တင်ပုံပေါ်မှာဝါလုံးကလေးတွေဟိုတလုံးတီတလုံးရှိနေပုံဖြစ်တင်စားလိုက်ခြင်းဖြစ်တယ်။ကပြားဆရာကထက်မြက်သောခံစားမှုစမ်းသစ်သောစိတ်ကူးဖြင့် ဤသို့ဤပုံတင်စားလိုက်တော့ခါစာဘက်သူကလည်းကြွေရွတ်တွေ့စဉ်ဆွေးနွေးမှုမျိုးနဲ့မတူပဲသူကြဆန်းတဲ့တော့ကောင်းငင်နဲ့ကြောက်တင်ပုံ ကျန်တဲ့ဝါလုံးတို့ဤဆက်တယ်မှုကိုပွားကနေတွေးမိလိုက်ရပြီနှစ်သက်ကြည့်နှူးခြင်းဖြစ်လိုက်ပြီလွဲဟုထင်မိပါတယ်ဤသို့နှစ်သက်ကြည့်နှူးမှုဖြစ်ရခြင်းမှာကောင်းငင်တင်ပုံကြွေဝါလုံးဟုသောဥပစာတင်စားပုံတိလင်လက်ဆက်မှုကြောင့်ဖြစ်ပါလိမ့်မည်ဟုထင်မိပါတယ် စာတတ်သူဤစိတ်ထဲတွင်အတိတ်တသောဆက်တယ်မှုများဝင်းကနေလက္ခဏေပေါ်လာသည်နှင့်ဥပ္ပစာတင်စာပုံအတိတ်များလည်းသူစာရွဲတွင်ပြုကနေပြက်ခနေပေါ်လာတမ်းမြဲပင် အပေကြောင့်တင်စာတတ်နှင့်ထွန်ညီညွတ်မှုကြောင့်တင်စာသည်ဆက်ဆံမှုကြောင့်လည်းတင်စားသည့်ဥပ္ပစာတင်စားမှုများတွင်အခြေခံနှမျိုးသာရှိသည့်ပါဠိစာပေမြန်မာစာပေတို့တွင်ရှိပူရာအဖြစ် ဥပစာဆေဘာဟုပြရရှိသည်စင်ရကျော်သူဥောပါဒကကဝိလက္ခဏာတပ်ပုံနှင့်ဆန်းဆန်းကြဲကြဲပညာကျဲတဆေဥပစာဟုဖွဲ့ဖို့သည်ထိုဥပစာဆေဘာကိုချက်ကြည့်လျင်အထက်ကပြကားရောအခြေခံနှမျိုးသားတွေ့ရပါလိမ့်မည်အနောက်တိုင်းစာပေတွင်မူတူညီသောအခြေခံတဘောဥပစာကိုမတ္တာဘွားလို့ခေါ်ပြီးတော့ဆက်ဆက်မူအခြေခံတဘောဥပစာကို မတန်နီမိုင်းလို့ခေါ်ကြောင်းတွေ့ရပါတယ်။တူညီမှုအခြေခံသဘောဥပစာသည်မတူသောယာများ၏တူညီမှုကိုရှာဖွေဖို့တုတ်တော်ဥပစာမျိုးဖြစ်သည်ဟုဆိုနိုင်သည်။ကျန်တဲ့ဝါလုံးဆိုပါစို့ကျဲတီဝါလုံးမဟုတ်ဝါလုံးတီကျဲမဟုတ်ကျန်တဲ့ဝါလုံးတီမတူသောယာများဖြစ်သည်တို့တော့မတူတော့ရန်ခုဟိုတလုံးတီတလုံးပြန်ကျက်ပြီးအပြည့်ရှိပုံကျင်းတူတီဟူ၍ကြပြဆရာစိတ်ထဲမှာခန်းစားမိလိုက်သည် ထို့ကြောင့်ကျေဝါလုံးဟူ၍တင်စားလိုက်သည်အပြာဆရာကဤသို့ဖော်ထုတ်ပြလိုက်သည့်အတွက်စာဖတ်သူကလည်းမတူတည်သော အရာတစ်ခုဤတွင်ွေမှုကိုထိကနဲတွင်မြင်သွားရသည်စေဝါလုံးနဲ့ရေးရမယ်ဆိုတကယ်တော့ကျေယောဝါလုံးပါနောက်ခုစလုံးထဲပွဲတော့ဥပစာမျိုးလေးရှိသည် ကောင်းခင်မှာဟွာလုံးကလေးတွေဟိုတလုံးတီတလုံးပြန်ကျင်းနေလိုက်တာခုကဲ့သို့ကျဲကိုမြုပ်ထားပြီးဟွာလုံးကိုသာဖောက်ဝေးဖွဲ့ထားသောဥပစာမျိုးလည်းရှိသည်ကျဲကိုဖွဲ့ရဖွဲ့သည်ဖြစ်စေမြုပ်ရဖွဲ့သည်ဖြစ်စေဆိုလိုရင်အတိတ်ထဲမှာကျဲကိုပင်ဆိုလိုကြောင်းနားလည်နိုင်ပါတယ်နှစ်ခုလုံးထည့်ဖွဲ့သောဥပစာမျိုးကိုဥပမေရပစာဟုခေါ်ပါတယ်တင်စားတော့ရာတကူတဲ့သောဖွဲ့ဝေးဖွဲ့သော ဥပစာမျိုးကိုမူတတိတုပစာဟုခေါ်ပါတယ်။အခြေအံအဖြစ်တည်ငြိမ်မှုကို အခြေခံသောဥပစာကြီးဖြစ်ပါတယ်။စစ်သက်မှုအခြေခံသောဥပစာများတွင်ဆက်ဆက်ပုံအမျိုးမျိုးရှိသည်။တမျိုးမှာအကြောင်းနဲ့အကျိုးဆက်ဆက်ပုံဖြစ်သည်။နှုတ်အကြောင်းနဲ့စကားအကျိုးတို့ကိုဆက်ဆက်ပုံကို အခြေခံ၍စကားကျမ်းတီကိုနှုတ်ကျမ်းတီဟုတင်စားတတ်ကြပါတယ်။ဤဥပစာများကိုကာယနာ ဥပစာဟုခေါ်ပါတယ်။ ့အတူကောနောင်ကရချင်းအကျုံနဲ့ချောမလာပါခြင်းကြောင့်လို့ဆက်ဆက်မှုကိုအခြေခံရင်လာပါတော့မိမဲပြုတ်ကိုကောနောင်ကန်ဟုတင်စားတတ်ကြပါတယ်။ဒီပုစံမျိုးကိုဖလူပစာဟုခေါ်သည်အကျောင်းနဲ့အကျိုးဆက်ဆက်ပုံကိုဤပုပစာများကပေါ်ပြလျက်ရှိတယ်။နောက်ဆက်ဆက်ပုံတစ်မျိုးမှာတီယာနဲ့တီတူဆက်ဆက်ပုံဖြစ်ပါတယ်။နိုင်ငံတီယာနဲ့နိုင်ငံသားတီတူတို့ ဆက်ဆက်ပုံကိုအခြေခံ၍နိုင်ငံသားကျွန်ပြည့်ခဲ့ရသည်ကိုထိုနိုင်ငံကျွန်ပြည့်ရမည်ဟုသောတင်စားသောဥပစာမှာဌာနေ ဥပစာဖြစ်ပါသည်။ရှောင်းနောက်စတုံးမှာတီတူနှင့်ယောက်ျားမိန်းမတရားတို့ကိုဆက်ဆက်ပုံကို အခြေခံ၍ယောက်ျားနောက်မိန်းမလည်းရသည်ကိုရှောင်းနောက်စတုံးမှာဟူသောတင်စားသောဌာနေပစာဟူသည်တို့သည်တရားနှင့်တူတူသော ဆက်ဆက်ပုံတို့ကိုဖော်ပြလေးရရှိပါတယ်။ကုန်ရည်ခြင်းနဲ့ကုန်တီရာတက်တို့ဆက်ဆက်ပုံမျိုးလည်းရှိသေးသည်။အဖြူကုန်နဲ့အဝိဒရက်တို့ဆက်ဆက်ပုံကိုအခြေခံရင်အဖြူရအဝိဝတီကိုအဖြူဝတီဟုတင်စားသောဥပစာကုနာပစာမိသွေးတန်းနဲ့မဲချင်းကုန်တို့ကို အခြေခံရင်အမဲရောင်အစင်ကိုအစင်းမှမဲသည်ဟုစင်တာတို့ဥပစာပါဠိအမည်တွေ့ရသည်အစင်းမှမိသွေး ခုနှစ်ဒရက်လိုဆက်ဆက်ပုံကိုပေါ်ပြလျက်ရှိသည်တခုနှစ်တစ်ပိတ်ပိုင်းတို့ဆက်ဆက်ပုံမျိုးလည်းရှိပါတယ်ကျွန်တော်ခရီးသွားစဉ်အေယာဝတီမြစ်ကို မြင်ခဲ့ရသည်ဟုသောပြောရလိုက်တကယ်မြင်ရသည်ပေါ်အေယာဝတီမြစ်ဤအစိပ်ပိုင်းတစ်ခုကိုသာမြင်ရခြင်းဖြစ်ပါလျက်ရက်တစ်ခုလုံးမြင်ရတကယ်သူပြောချင်းချက်တဲ့ဤဘူးစာများကိုဧကတေရှုပ္ပစာဟု၎င်းတမှုဒါပြုပ္ပစာဟုရေ၎င်း တပန်နေစင်တုံးတော်ထမင်းစားတီဟူသော စကားကိုကြည်ပါ တကယ်စားတီမှာထမင်းချင်မဟုတ်ပဲဟင်းလျာများအတုမြုံများပါပါတီမဟုတ်လို့ထမင်းမှာထိုအလုံးနဲ့မှ အစိပ်ပန်းတစ်ခုသာဖြစ်သည် ထမင်းဟင်းအတုအမြုံတစ်ခုလုံးနဲ့ထမင်းစိပ်ပန်းတို့ဆက်ဆက်မှုကိုအခြေခံရင်ထမင်းစားတီဟူတင်စားပြောခြင်းဖြစ်သည်ဤဥပဇာမျိုးကိုဧကတေတုပ္ပစာဟူ၍၎င်း အဝရဝိပစာဝိရေလကခေါ်ဝေါ်ကြပါတယ်တစ်ခုလုံးနဲ့အစိပ်ပိုင်းတို့ဆက်ဆက်ပုံကို ဖော်ပြသောဥပစာများဖြစ်သည်နည်းရခြင်းဆက်ဆက်ပုံကို အခြေခံ၍ဥပစာတင်စားတတ်ကြသည်မန္တလေးနှင့်အနိဒရကလေးတီကိုမန္တလေးမှအနိဒီဟုတင်စားပုံမျိုးဖြစ်သည်ဤဥပစာမျိုးကိုတမိပူပစာဟူ၍၎င်းတမိပြူပစာဟူ၍၎င်းခေါ်ကြပါတယ်။အညာနဲ့အနဲတို့ဆက်ဆက်ပုံမျိုးလည်းရှိပါသေးတယ်။ ကန်းကောပင်ပါဝင်အပင်မျိုးမျိုးရှိတော့လေအများစုဖြစ်သောကန်းကောပင်ကိုအစဲပြုတ်ရေတော်တော်တော်လုံးကိုကန်းကောတော်ဟုတင်စားပုံမျိုးဖြစ်သည်ဤသို့အများစုကိုပြောတော့လေအနည်းစုပါအလုံးပါဝင်သောဥပစာမျိုးကိုတက်ပါဟုလက်ပိပစာဟုခေါ်ပါတယ်ထို့တူတောင်ထိတ်ကြပါအနောက်နေထက်ဟုတကယ်သို့မဟုတ်ဒီကိုဟုတ်တကယ်သို့တင်စားသောဥပစာတက်ထပိစာ ပစာဟူတီမဟုတ်တဘောတို့အဟုတ်တဘောတို့တင်ဆက်ပုံကိုဆက်ဆက်ပုံကိုပြလည်းရရှိပါတယ်။တရာအကြောင်းရေးသားထားတော့ဂျန်ကိုတရာဟုပင်ခေါ်တဲ့ကဲ့သို့ဂျန်နဲ့ဂျန်မှာရေးသားထားတော့စာတို့မကွဲမပြားတရာတဲ့ရှိနေဒီကို ကွဲပြားတဲ့ကဲ့သို့တင်စားတော့ဥပစာပေရုပစာဟူ၍မကွဲပြားသည့်တဘော၌ကွဲပြားသည့်တဘောတို့ဆက်ဆက်ပုံကိုပြနေပါတယ်ဆက်ဆက်မှုကို အခြေခံတော့ ဥပစာမျိုးကိုဤတို့ဤနဲ့တွေ့ရပါတယ်။တူညီမှုကိုအခြေခံသောဥပစာနဲ့ဆက်ဆံမှုကို အခြေခံသော ဥပစာတို့တွင်အရေးပါသောခြားနာချက်တစ်ချက်ရှိသည်။တွင်ရင်မှုအခြေခံသော ဥပဒစာများဖန်တီးရာတွင်ဖန်တီးသူ၏စိတ်ကူးညံကြလျင်တင်စားသောအရာ၌တင်စားခံရသူ၏စက်တယ်မှုအတိတ်တယ်များကိုဖော်ထုတ်ပေးနိုင်သည် ကျဲဝါလုံးကိုပင်ပြန်ကောက်ပါအောင်မယ်။ဟိုတလုံးတည်တလုံးပြန်ဆဲပြီးတည်နေခြင်းဟူသောဆက်တယ်မှုကိုစိတ်ကူးမိသူကကျဲဝါလုံးဟူတင်စားခြင်းဖြစ်သည်။ဝင်းဝင်းဝက်လက်ရှိခြင်းဟူသောဆက်တယ်မှုကိုစိတ်ကူးမိသည်ကကြက်ကလေးများကိုစိန်တုံးကလေးများဟူတင်စားပေလိမ့်မည်။မိတ်တုံမိတ်တုံရှိခြင်းဟူသောဆက်တယ်မှုကိုစိတ်ကူးမိသူကကြက်ကလေးများကိုမျက်စိကလေးများဟူတင်စားပေလိမ့်မည်။ စိတ်ကူးညံစေစားမှုကိုလိုက်၍တည်လွင်လက်ဆက်သောတင်စားမှုအမျိုးမျိုးပေါ်ပေါက်လာနိုင်ပါသည် စစ်ဆန်မှုအခြေခံသောဥပစာတွင်မှဆက်သွယ်မှုအသင်းများကိုမဖော်ပြပဲနဂိုမူလဆက်ဆက်မှုရှိပြီးသားစကလုံးများ၏ဆက်သွယ်ပုံကိုသာပြလေရှိပါသည်ဆင်းမှာပြခဲ့သောနှုတ်နှင့်စကားကိုနောက်ကိုင်းနေချောမမှုမိတဲ့နဲ့အမေရစသည့်ဆက်သွယ်မှုများကိုကြည့်ပါဆယ်နှစ်ဝါလုံးကဲ့သို့သောအသည့်ဖန်တီသောဆက်သွယ်မှုမျိုးမဟုတ်ပဲနဂိုကရှိပြီးသားဆက်သွယ်မှုအဟောင်းများပင်မဟုတ်ပါလော့ တူညီမှုအခြေခံသောဥပစာများဖန်တီးခြင်းသည်စိတ်ကူးညံကြွကြဲနှင့်လမ်းတင်များတည်ရွှေဖန်တီးခြင်းနှင့်အတူပြီးဆက်သက်မှုအခြေခံဥပစာများဖန်တီးခြင်းသည်လမ်းတင်မထွင်ဘဲလမ်းရိုးအတိုင်းလျှောက်သားခြင်းနှင့်တူသည်ဟုဆိုနိုင်ပါသည်ဆရာကြီးမောင်ခွေမင်းတနုပြုရေးသားထုတ်ဝေတဲ့စကားသမုတ်တရားစသမုတ်တရားဆိုတဲ့စာအုပ်လေးရဲ့အပိုင်း၁၂ကိုဒီမှာပဲခေတ္တခဏရှင်းနာကွင့်ပြုပါရှင် နန်းန်လေးရှုပ်ပပြတာလေးကိုအချိန်ပေးနာအချိန်ပေးပါတော့ချစ်တော်လေးတို့ရေ www.achipano နန်းန်လေးတို့ရဲ့မမ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရံပေးကြပါချစ်တော်လေးတို့ရေဆင်းရဲစရာစိတ်ပျက်စရာအငြင်းစရာနာကျင်ကြတွေကိုချစ်တော်လေးတို့နဲ့တူနန်းန်လေးကအတူတူရှိနေပေးမှာမို့အရာရာအတင်းရင်ကြော်ဖြတ်ကြမယ်နော် fighting